အနံလေးတစ်ချက်အမေကိုဆန်ကြည့်ပေးမယ်။အမေရင်ထဲကိုအေးသွားတာပဲဒီမွေးနံလေးကအရင်ကောင်းတာပဲသမီးရဲ့။မမေးလက်ဆောင်လို့နာမည်ပေးထားတာပေါ့နော်။အမေများနေအတွက်သမီးတို့ချစ်ခရစ်တက်ပါဖြုံးအထုတ်လုပ်ထား။အော်ဟုတ်ပါဟုတ်ပါလှလိုက်ကြသမီးရဲ့လှလိုက်ကြ။အဲဘောင်စင်းနဲ့တူတူဒီခွက်လေးပါပါသေးရဲ့။အော်အေးအေးအေးနော်။ခွက်လေးပေါ့နော်။ဒီကချစ်တဲ့မမေလို့ရေးထားတဲ့ခွက်လေးပါပါ။ဒါပေါ်ချစ်တဲ့မမေရှိမှလာပြီးချစ်တဲ့မမေဆိုတာဒီပဲအများကြီးရှိပါတယ်သမီးရဲ့။ မင်းမင်္ဂလာပါမေမင်္ဂလာပါသမီးရယ်သမီးကချစ်ခရစ်စတယ်ပါဖျူမ်ပါမေဩဩဟုတ်သမီးတို့ကရေမွေးလေးပေါ့နော်ချစ်ခရစ်စတယ်ပါဖျူမ်နဲ့မင်းရေမွေးလေးရပါဒီနေ့အမေများနေ့အတွက်အမေကိုပေါ့နော်ရေမွေးလေးလက်ဆောင်လာပေးကြပါရှင့်ဩဩဩဩဒီမှာပါမေဒီဒီဘောက်စ်လေးနာမည်ကလေမမေမမေလက်ဆောင်လို့နာမည်ပေးထားတာပေါ့နော်အမေများနေ့အတွက် သမီးတို့ chick crisp တပါဖြူဝထုတ်လုပ်ထားတာ။အော်ဟုတ်ပါဟုတ်ပါလှလိုက်ကြသမီးရဲ့လှလိုက်ကြ။အဲဘောက်စင်းနဲ့တူတူဒီခွက်လေးပါပါသေးတယ်။အော်အေးအေးအေးနော်။ခွက်လေးပေါ့နော်။ဒီဟာ chick တယ်မမေလို့ရေးထားတဲ့ခွက်လေးပါပါ။ဒါပေါ် chick တယ်မမေရှိမှလာပြီး chick တယ်မမေဆိုတာအဓိပ္ပာယ်အများကြီးရှိပါတယ်သမီးရဲ့။အများကြီးရှိပါတယ်။အမေကို chick တယ်လို့ပေါ့နော်။တကူးတကားအမြင်နဲ့မပြောပြကြဘူးဒါသမီးတွေอ่ะပေါ့နော်။ဒါပေါ်ဒီအမေများနေမှာအမေကို chick တယ်အကြောင်းလေးဖွင့်ပြဖို့အတွက်ပေါ့နော်။ဟုတ်တယ်အမေများကလည်းသမီးอ่ะ ဇက်ကချစ်တယ်လို့ပြောတဲ့အတန်ကိုမိခင်နိုင်မျှော်လင့်ကြပါတယ်ချစ်ကပေါ့နော်အမေများနေအတွက်မမေးလက်ဆောင်ဆိုရဲအာလက်ဆောင်ဆိုရဲလက်ဆောင်ပေါင်းစည်းကိုထုတ်ထားပေးရပေါ့နော်အဲအမှ လက်ဆောင်ရေးမွေးလေးပါမယ်ဘောက်စ်လေးနဲ့ပန်းလေးရောပါမယ်ပေါ့နော်အဲ့ဒါပြင်အမေရေအတွက်ပေါ့နော်ချစ်ချင်းမေတ္တာကိုဖော်ပြလိုက်စာသားလေးရေးထားပေးရဲ့ဖန်ခွက်လေးတစ်လုံးမှာပါပြီးတော့ပေါ့နော်အာအဲ့ဒီဘောက်စ်လေးတစ်ပေါက်ဆိုမှချစ်က promotion အနေနဲ့၄000နဲ့ရောင်းချပေးနေပါတယ်ပေါ့နော်နောက်ထပ်ချစ်ရဲ့ပေါ့နော် page မှာလည်းဒီအမေကိုချစ်တဲ့အကြောင်းလေးရေးထားတာတို့အမေနဲ့တူတူဓာတ်ပုံရိုက်ထားတာတို့အဲ့လေးကိုပေါ့နော်လာပြီးတော့ပို့ပေးမဲ့မေးရုံနဲ့လည်းလက်ဆောင်ပေးမဲ့အစီအစဉ်လေးလည်းလုပ်ထားပါရှင်အမေများနေ့အတွက်တည်တယ်အမေများနေ့အတွက်တည်တယ်ပါရှင် အနေနဲ့တစ်ချက်အမေကိုစမ်းကြည့်နေတယ်။ဟေးဟုတ်ဒါတွေကမိဖြစ်နေနေပေါ့နော်တင်းတော်ရဲ့နန်းတွေဖြစ်မလား။ဟုတ်ပြီ။မိချက်လောက်ကြည့်ပေးပါဦး။အမေရင်ထဲကိုအေးသွားတာပဲဒီမွေးနန်းလေးကအရင်ကောင်းတာပဲသမီးရဲ့လူကြီးနဲ့အမတန်တင့်တော်တာပဲ။ဟုတ် ါအချစ်ကပေါ့နော်လာဘဆိုတဲ့နာမည်လေးနဲ့ရေမွေးလေးပါရှင့်လာဘဆိုတာကလေသူကအထင်းမှာတလင်းဝါကြောက်လေးတွေပါတယ်တလင်းဝါကြောက်ကကြတော့ဟိုစီးပွားရေးလက်လာပါရွှင်စီရယ်ဆိုရဲဒိတ်ပင်တယ်ပေါ့နော်အေးပေါ့အေးပေါ့အဲဆိုတော့အနံလေးကလည်းရင်းရင်းငင်းငင်းလေးပေါ့လူကြီးလေးနဲ့တင်းတော်တယ်လူလက်ပိုင်းလေးနဲ့တင်းတော်တယ်အနံလေးပါဒီရေမွေးလေးတုံးမယ်ဆိုစီးပွားလက်လာပါလဲရွှင်လမ်းမယ်ဆိုတော့အမတန်သုံးစင်းနဲ့ရေမွေးလေးပဲအမေကတော့ကြိုက်ပြီကျေးဇူးပါအမေနဲ့တက်ပြီလို့ အာညီမတို့အခုပေါ့နော်ချစ်ခရစ်စတယ်ပါဖျူးမြန်မာ၃နှစ်ဝန်းကျင်နဲ့ရှိပါပြီရှင်။အာဆိုတော့ထုတ်လာတဲ့ product ကဆိုလို့ရှင်အခုခုနှစ်မျိုးကြီးရှိပြီပေါ့နော်။နာမည်လေးတွေကလည်းဆက်ဆံပြပြချစ်စရာကောင်းတဲ့နာမည်လေးတွေပါပဲရှင်။ချစ်ကပီယာဆိုတဲ့နာမည်လေးရယ်လာဘပြီးသွားလို့ရှင် Smackman ပြီးရင် Very Sexy Mom ပြီးတော့ဘဒောက် ပေါ့နော်အဲ့လိုမျိုးနာမည်လေးတွေနဲ့ချုပ်ထားပါတယ်နောက်ဆုံးနာမည်ခွင့်လေးကတော့ LGBT ပေါ့နော်ကျမတို့ LGBT community ကို support လုပ်တဲ့အနေနဲ့ LGBT ဆိုတဲ့နာမည်နဲ့လည်းဟိုမြေမွေးလေးထုတ်ထားတာရှိပါတယ်ရှင်သူ့တက်ရွယ်လေးနဲ့သူ့ကြိုက်မဲ့အနှံ့လေးတွေကိုနာမည်တစ်ခုချင်းစင်တယ်ပေါ့နော်တေချာကျမတို့အဲတေချာ research လုပ်ပြီးထုတ်ပေးထားတာပါသုံးကြည့်ပါလို့တကယ်ကြိုက်သွားစေရမယ်ရှင်ဒီမြေမွေးလေးကရင်နဲ့လဲသင်းတယ်နောက်ရှူလိုက်တဲ့ခါမှာရင်ထဲမှာအေးတယ်စိတ်ထဲမှာကြီးသွားတယ်ဆိုတော့အမီတိုင်း ဒီအနံလေးကိုမြစ်တက်မှာပါသမီးမမေလက်ဆောင်ဆိုတဲ့ဘောက်စလေးပေါ့နော်ထုတ်လို့ရတဲ့ရည်ရွယ်ချက်ကကြတော့သမီးရဲ့မမေပေါ့နော်သမီးရဲ့မမေရဲ့အခုအသက်80ပြည့်မွေးနေ့ဦးပေါ့နော်ဂုံပြူတဲ့အနေနဲ့အဲမမေအတွက်ပေါ့နော်ရည်ရွယ်ပြီးတော့မမေပါဝင်တကဘာလုံးမှရှိရဲ့မမေကိုရည်ရွယ်ပြီးထုတ်လုပ်ထားတာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီရည်မွေးလေးမှာသားသမီးရဲ့ချစ်ခြင်းမေတ္တာကိုအမေတွေခံစားနိုင်စေဖို့သမီးကအများကြီးရည်ရွယ်ထားတယ်ပေါ့နော်ဘာလို့လဲဆိုတော့သမီးတို့တွေကကိုယ့်အမေတွေဘလောက်ပဲတက်ကြည်လာပါစေမမေတွေကိုငယ်တယ်လို့ ပဲထင်နေကြသေးတယ်အခုချိန်ကြီးပေါ့နော်ကိုနဲ့အမြဲတမ်းတူတူရှိသွားမယ်လို့ထင်နေရပေါ့နော်အဲဒါပေမဲ့တိတ်မကြခင်ချိန်တော့အဆိုလို့ရှင်သမီးမေကဂျမ်းမာကြီးစစိုးဝါဖြစ်ခဲ့ရတယ်ပေါ့နော်ဖြစ်ခဲ့တဲ့ပြင်ဟိုမှာလုံးဝတတိလစ်ပြီးတော့ဟိုလုံးဝအသက်ဆုံးရှုံးသွားတော့မယ်လို့ဖြစ်ခဲ့တဲ့အချိန်ဟိုမှာကြုံခဲ့ရတယ်ပေါ့နော်အချိန်မှာမှအာအမေအမေကငါတို့ကိုခွဲသွားတော့မယ်ဆိုရခံစားချက်ဖို့ကြားခဲ့တယ်ပေါ့အဲတော့ အမေကိုချစ်တယ်ပြောဖို့နောက်ကြပါမှာဟိုတမိနဲ့တူတူခြားသားသမီးတွေကိုလည်းဒီဆိုရင်ခဲ့တယ်ပေါ့နော်သူတို့အကုန်လုံးကအမေကိုနေတဲ့သူကလုပ်ငန်းတွေမှာလုံပန်းရင်းနဲ့အမေကိုချစ်တယ်လို့ပြောဖို့အမေကိုချစ်ပြပေးဖို့မိနေကြရင်းနဲ့အမေကိုဆုံးရှုံးရမှာဒါပေါ့နော်အားလုံးကိုတကယ်ပဲအားလုံးကိုကြောက်ရွံ့ပါတယ်အားလုံးဖြစ်သွားမှာဆိုရင်နဲ့တော့ပေါ့နော်အမေကိုချစ်တယ်လို့ပြောဖို့မမေ့ကြစေဖို့ရည်ရွယ်ပြီးပြီးတော့ဒီ product တွေကိုထုတ်ဖြစ်ခဲ့တာဖြစ်ပါတယ် ဆိုတော့ဒီကနေလည်းမေကိုပြောပြချင်ပါတယ်မေကိုရမ်းချစ်ပါတယ်လို့နော်နော်အဲ့လိုလေးပြောပြချင်တဲ့အတွက်ဒီ project လေးကိုအဲထုတ်လုပ်တာဖြစ်ပါတယ်ဒီ project လေးနဲ့တူတူပါနော် ဒီချစ်တယ်မေမေဆိုတဲ့ခွက်လေးကိုထည့်သွင်းပေးတာလေအဲ့ဒါပါပဲသားသမီးရေကအမေကိုချစ်တယ်ဆိုတာကိုပေါ့နော်ဒီခွက်လေးဆိုလို့ရှိရင်အမေအိယာထလာတဲ့အဲကော်ဖီတောက်တဲ့ချိန်မှာလေဒီသားသမီးရဲ့ချစ်ခြင်းမေတ္တာကိုမြင်တွေ့ပြီးရောကော်ဖီတောက်လို့ရမယ်ရေတောက်မယ်ဆိုလို့ရှိရင်လေသားသမီးရချစ်တယ်ဆိုရင်ချစ်ခြင်းမေတ္တာနဲ့တနေ့ကုန်လုံးထိတွေ့လို့ရပါဘူးဟုတ်ဒီလိုပဲကျမကြီးမကောင်းလာတဲ့အခါမှာလေ စေဝါးရီတောက်တုံးတဲ့ခါမှာလည်းတာသမီတွေရဲ့ချစ်ချင်းမေတ္တာကိုခံစားပြီးတောက်တုံးနိုင်ပြီပို့ရည်ရွယ်ပြီးတော့ပေါ့နော်ဒီခွက်လေးနဲ့ကြိုကြိုဒီ project လေးမမေးလက်ဆောင်ဆိုတဲ့ project လေးကိုထုတ်ထုတ်ထားတာဖြစ်ပါတယ်ဟုတ်ညီမတို့ချစ်ကပေါ့နော်အခုလောလောဆယ်ထုတ်ထားတဲ့ဒီမှာတော့တောင်းလေးထောင်အားစားရှိပါရဲ့ရှင်ဈေးကြီးတဲ့ luxury bike ကိုပေးနိုင်တယ်ဒါပေမဲ့ဈေးနှုန်းအဖြစ်ဆိုလို့ရှင် အများစုတက်တာအများစုသုံးနိုင်မဲ့ ဟာဈေးနှုန်းမျိုးညီမတို့အဆင်ပြေဆုံးပေါ့နော်တတ်နိုင်ဆုံးထားပြီးထုတ်သားပေးပါတယ်။နောက်ထပ်လည်းထပ်ထုတ်လာမယ်ဒီမှာပေါ့နော်ဒီထက်သေးငယ်တဲ့ size လေးတွေကို site တိုင်းမှာဝယ်လို့ရအောင်ပေါ့နော်ညီမတို့ထုတ်ပေးဖို့ရှိပါတယ်။အဲ့လေးတွေဆိုရင်ထောင်ကနေဝန်းကျင်နဲ့ဝယ်လို့ရလာမှာပါရှင့်။အမေများကြွက်ထုတ်ထားတဲ့ဘောက်စီဆိုလို့ရှိရင်အဒီ30မီလီပေါ့နော်30မီလီပါတဲ့ပလင်းလေးရယ်ပန်းလေးရယ်ဘောက်စီရယ်ပြင်ကိုညီမတို့ဒီအမေကိုပေါ့နော်ချစ်တယ်လို့ပြောနိုင်မယ်ခွက်ကလေးအပေါအောင်မှာညီမတို့၄တောင်းထဲနဲ့ရောင်းချပေးနေပါရှင့် အမေတယောက်တော့ပေါ့နော်သားသမီးတွေရဲ့ချစ်ချင်းမေတ္တာဂရုစိုက်မှုတွေနဲ့ပေးတဲ့လက်ဆောင်ကဘလောက်ချီတမိုးကြီးမာပြီးပေါ့ပေါ့နော်အမေတယောက်တော့အရေးပါလဲဆိုတာလည်းသိကြပါတယ်မင်းသားသမီးနဲ့မိဘမေတ္တာဆိုသိအရေးပါတယ်ပေါ့သမီးရဲ့ဒါပေမဲ့မိဘဆိုတာကတော့စုံရင်စုံရင်ဆိုအမြဲတမ်းအထက်ကနေအောက်ကိုစီးတာဆန်းရင်ဆိုမိဘတွေကမမျှော်လင့်ပါဘူးဒါပေမဲ့သမီးတွေကမိဘကိုချစ်တဲ့စိတ်တတိယတဲ့စိတ် ရှိတယ်ဆိုတာဘလောက်ပဲတန်ဖိုးမရှိတဲ့ပစ္စည်းဖြစ်နေပေးစီအဲ့ဒီပေးတယ်ဆိုတဲ့သမီးရဲ့မြတ်တာကိုဒီတန်ဖိုးဟာဘယ်ဖြတ်နိုင်မှာမလဲအမီးရင်ထဲမှာခံစားရတယ်ပီတိရလဲဘာနဲ့မှနှိုင်းဆလို့မရပါဘူးသမီးငယ်ရဲ့အကုန်လုံးမောင်နှမတွေအားလုံးကို ပြောပြချင်တာက ဒီဘောနော်ဒီ post လေးနဲ့တတူအမေများနေမှာအမေကိုချစ်တယ်လို့အတူအားလုံးပြောဖို့မမေမယောပြောကြဖို့တိုက်တွန်းချင်ပါတယ်။ကမ္ဘာပေါ်မှာရှိရဲ့အမေအမေများအားလုံးသားသမီးနဲ့အတူအသက်ရှိကြမ်းမစွာနေနိုင်ပါစေလို့ဆန္ဒပြုပါတယ်ရှင်။သာဓုကွယ်သာဓုသာဓုသမီးလိုမိဘကိုချစ်တတ်တဲ့သားသမီးအများကြီးလိုအပ်တယ်။အများကြီးလိုအပ်တဲ့အတွက်သမီးအခုလိုပြောပြတာကိုအမေကကျေးဇူးလဲတင်တယ်။ သမီးလေးကိုဂုံလဲပြုတ်ပါတယ်ကွယ်အမေလည်းကျမ်းပါပါစေလို့ဆုတောင်းပေးပါဟုတ်ပါပြီတော့အမေလည်းကျမ်းပါပါစေဟုတ်ပါသမီးလည်းပဲသမီးဒီကုံပစ္စည်းဟာဒီကုံပစ္စည်းเนี่ยဆ ्याम ိဘဂုံကျေးဇူးကိုဆက်နိုင်ခြင်းဒီကုံပစ္စည်းเนี่ยမင်းတို့ရဲ့ဘာသာကျိုးသာသနာကျိုးလုံနိုင်ပါစေလို့အမေဆုတောင်းပေးပါမယ်ပေးတဲ့ဆုနဲ့ပြပါစေမယ်အေးအေးအေး